မင်္ဂလာပါစတာလင်ရဲ့အကြောင်းကို ပြောချင်လို့ပါအားလုံးကိုကျွန်တော်ကြိုတော့တောင်းပန်ပါတယ်ပြောတဲ့အကြောင်းအရာကကြောင်တောင်ဖြစ်နေမှာဆိုရင်လို့ပါဘာကြောင့်လဲဆိုတော့ဗျာသင်းမှာတကယ်ကိုလူပိုကြီးတယောက်လိုဖြစ်ပြီးတော့သုံးစားမရတဲ့ player တယောက်ရဲ့အကြောင်းကိုပြောရမှာဆိုတော့ဘာမှအထိပ္ပယ်သိမရှိသလိုပဲသို့တော့အစ်စတာလင်ရဲ့အကြောင်းကိုကျွန်တော်ခေါင်းထဲရောက်နေတာတော့နှစ်ပတ်သုံးပတ်ရှိပြီအဲ့ဒါကဘယ်ကနေစပြီးတော့အကြောင်းရင်းခံခဲ့တယ်လဲဆိုတော့ကျွန်တော် live တစ်ခုလုပ်တော့ ကျွန်တော်နဲ့အတူစကားပြောတဲ့ညီလေးအောင်ကျော်ဆန်းရဲ့ ပြောတာတခုအနေနဲ့ကျွန်တော်သတိထားမိတာပါ။ "तू ကကျွန်တော်တို့တွေ Kai Havertz ကိုဆဲခဲ့တယ်ပြီးတော့ Kai Havertz နာပါတယ်။ Martinelli ကိုဆဲခဲ့တယ် Martinelli နာပါတယ်။ Saka ကိုလည်းကစားပုံရိုးတယ်ဒီပိုင်းဝေဖန်ခဲ့တယ်။ပြီးလဲပြီးတော့ Saka လည်းနာသွားတာတော်တော်လေးကိုပြန်တန်းတနေရတဲ့အဆင်ကိုရောက်သွားတယ်ပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့ Starling မှာတော့မြစ်တာထားဖို့စ조사ကြည့်ရအောင်ဆိုပြီးသူကပြောလာတယ်။မှတ်မှတ်ရရအဲ့ဒီအကြောင်းကိုပြောတာက Lester အသင်းနဲ့ကစားတဲ့ပွဲ မတိုင်ခင်တော့ကပြောတာ။အဲ့လိုနဲ့ Lester ပွဲတွေပါရေကန်ပြီးတဲ့အချိန်မှာ သူကကျွန်တော် chat box ကနေလာပြောတယ်အကိုတဲ့ကျွန်တော် starling ကိုဘလို့ပဲမြစ်တာထားတာထားလို့မရတော့ဘူးတဲ့ကျွန်တော်ဒီကောင်တော့လက်လျှော့မှဖြစ်တော့မယ်ဆိုပြီးတော့သူပြန်လာပြီးတော့ပြောပါတယ်ဒါပေမဲ့ starling ကတော့မြစ်တာတဝက်လောက်ရလိုက်လို့လားမပြောတတ်ပါဘူးသူကတော့အနာတရားမဖြစ်ခဲ့ဘူးနောက်ပြီးပြောတဲ့စကားတွေအရာဆိုလို့ရှင်တော့ဗျာအသင်းတဲတဲမှာသခင်ကြီးတပါးတော့ရှိရမယ်ပေါ့လောလောဆယ်ကျွန်တော်တို့အသင်းရဲ့သခင်ကြီးဖြစ်တဲ့ အက်ဒီအန်ကတီယာကအသင်းပြောင်းသွားပြီဆိုတော့သခင်ကြီးတာဝန်ကိုတသိန်းလုံးအမျှယူလိုက်သလိုဖြစ်သွားတယ်ဒီရာဒီမှာအဲ့တော့ခုနောက်ပိုင်းကတော့အကုန်လုံးလဲနာနေပြီဆိုတော့ကျွန်တော်တို့ရဲ့သခင်ကြီးကစတာလင်ဖြစ်သွားပြီပေါ့ဗျာသူများအသင်းရနေခဏလာကစားနေရပေမဲ့လောလောဆယ်အာစနယ်ဂျာစီဝတ်ထားတော့လေအာစနယ်ရဲ့သခင်ကြီးပေါ့စတာလင်ရလဲစတာလင်ပဲဒီလောက်ဘယ်ပွဲကစားကစား အပြောခံအားအဆိုခံအားအလောင်းခံအားဖြစ်နေတဲ့အနေအထားမှာမနေ့က assist ၂ကြိမ်လုပ်ပြီးတော့ man of the match တွေပါရသွားတယ်။ဒါပေမဲ့ရရတာကအဲ့ဒီရတဲ့ပွဲမှာ record နည်းနည်းဝင်သွားတဲ့အတွက်ကြောင့် now ကစားမဲ့ Real Madrid နဲ့ပွဲမှာသူပါဝင်လို့ရမှာမဟုတ်ဘူးပေါ့လေ။တကယ်လူပါထောက်လျှောက်ခြေပြက်လို့အစဲခံအဆိုခံဖြစ်တဲ့ခြေစွမ်းလေးပြနိုင်လို့ man of the match လဲရလဲရရောပွဲပယ်ရခံရအောင်ဆိုတော့သူလဲ ဇာတာကတော့တိတ်တော့မကောင်းရှာဘူး။ပွဲပြီးတော့အင်တာဗျူးမှာသူပြောတာလေးရှိတယ်။သူ့အနေနဲ့ကစားခွင့်ရတဲ့အချိန်တခုစောင့်ပြီးတော့အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့အကြောင်းကိုပြောလာတယ်။ဘလို့ပဲပြောပြောလေ Starling ဆိုတာလေ profile ရှိတဲ့ player တယောက်ပဲ။ ဒီတော့သူလဲကစားတော့ကစားချင်ပါပဲအခုနောက်ပိုင်းသူ့ကိုကြည့်ရတာကပွဲအချိန်လေးနည်းနည်းဆက်လာလို့ရှိရင်တော့ခြေစွမ်းလေးပြနိုင်တာကိုကျွန်တော်တို့မြင်ရတယ်ပွဲဆက်နေသွားပြီဆိုရင်တော့အခုမှဘောလုံးကံပူးတဲ့လူတယောက်လူကိုဖြစ်နေတာကျွန်တော်အမှတ်မမှားဆိုလို့ရှိရင်ဒီဘက်ဒါဒီအနောက်ပိုင်းရောက်လာတော့မှပဲစတာလင်က first liner player အဖြစ် နည်းနည်းလေးစပြီးတော့ပြန်ပွဲထွက်ရတာပေါ့လေကျန်တဲ့ပွဲတွေအကုန်လုံးကတော့လူစားဝင်ကစားရဓာတွေကြီးပဲအဲ့ဒီလိုလူစားဝင်ကစားရတဲ့အခိုက်အတန့်နည်းနည်းလေးမှလည်းစတာလင်ကမျိုးမြတာကိုတကယ်ခံယူပါတယ်အချီးမွန်းထောပနာပြုတဲ့ comment တွေကစတာလင်ရဲ့ဒီယာဒီမိုဘိုင်းလို့တောင်ပြောလို့ရတယ်မှတ်တမ်းအရဆိုလို့ရှိရင်တော့စတာလင်က23ပွဲကစားပြီးသွားပြီး တကိုးသွင်းထားတယ်၄ချိန်ဖန်တီးပေးထားတယ်23ဘွဲ့ဆိုပြီးတော့ပွဲရက်ကော့ဒ်ရနေပေမဲ့မိနစ်အဖြစ်ရတော့သူနည်းပါတယ်တထောင်ပတ်ချာလဲပဲရှိသေးတယ်။များသောအားဖြင့်လူစားဝင်ပြီးကစားရတဲ့အချိန်တွေကတော်တော်လေးများနေတာ哦။ E2 ရဲ့လက်ချက်နဲ့ရောက်လာမှမသိ။ Arditar ပဲခေါ်လာလားမသိတဲ့ Starling ကလိန်ဖက်လိန်ဖက်နေပဲကျွန်တော်တို့စီမှာအပြောခံအဆိုခံရင်းနဲ့ယာတီနှောင်းပိုင်းအောင်ရောက်လာပြီ။ထွက်နေတဲ့သတင်းတွေအရာဆိုလို့ရှိရင်လည်း Arsenal ကသူ့ကိုဆက်ခေါ်မှာမဟုတ်ဘူး။ဒီတော့သူ Chelsea ပြန်ရမှာ။ Chelsea ပြည်သက်တွေကလည်း ီပြိုင်ဘက်ဖြစ်လို့အာဆင်နယ်ကိုပွဲတွေမှာရှုံးစေခြင်းနဲ့အောင်မြင်မှုတွေမရစေခြင်းဘူးဆိုပေမဲ့အစတာလင်ကိုတော့ခြေစွမ်းပြစေခြင်းကြတယ်။ဘာကြောင့်လဲဆိုတော့စတာလင်ခြေစွမ်းပြမှအာဆင်နယ်ကအငှားကနေအပိသက်ဝဲမှာကိုသူတို့ကလည်းစတာလင်ကိုပြန်မလိုချင်ကြဘူး။အဖြစ်ကတော့ရည်လဲရည်ရပါတယ်။ profile ရှိခဲ့ပြီးတဲ့ player တယောက်ဖြစ်ရသားနဲ့အခုချိန်မှာတော့ သူ့ကိုမလိုချင်တဲ့လူတွေကြီးပဲများနေတယ်ဆိုတော့ယာဒီကုံထိရတော့စတာလင်ကိုကျွန်တော်တို့ကကြိုက်ကြိုက်မကြိုက်ကြိုက်ပတ်သက်နေရအောင်ပါပဲအနည်းဆုံးတော့သူရှိနေခြင်းက squad rotation လုပ်လို့ရတယ်တချို့သော player တွေရဲ့ game time ကို short ချပေးလို့ရတယ်ဒါကတော့ကျွန်တော်ခဏခဏပြောနေတဲ့ကိစ္စပေါ့လေစတာလင်ကိုကြည့်မရလဲလူစားဝင်ဖို့လူတယောက်ရှိနေတယ်လို့ပဲသဘောထားပြီးတော့လက်ခံပေးကြရမယ်ဆိုတဲ့အကြောင်းပြောပါရစေ။စတာလင်ကခြေစွမ်းမပြနိုင်ဘူး။လှုပ်လိုက်လို့ရှိရင်လည်းပေါက်ကရရီပဲ များတယ်ဗျာတစ်ဖက်ပြန်ပဲရွှေ့တဲ့ဘက်ကိုသူကဘောလုံးအစသွားထုတ်တယ်အဲ့တော့တခါတည်းပါသွားရောဟိုဘက်လည်းမလို့ဒီဘက်လည်းမလို့လုတ်တယ်ကြော်ဖြတ်ဖို့ကြိုးစားတယ်မအောင်မြင်တကယ်ကိုစိုးစိုးရွားရွား statistic တွေမြင်ရတဲ့အထီကို Starling ကလည်းအခြေအနေဆိုးခဲ့တာဒီလိုနဲ့ပဲရုံရင်ကန်ရင်မနော့သမတ်လေးတခါရသွားတော့သူ့အတွက် record လေးလည်းကောင်းသွားတာပေါ့လေ Arsenal မှာလာကစားတဲ့တရားဒီမှာ Champions League ရှုံးထွက်အဆင့်မှာအကောင်းဆုံး player တရက် တပွဲရဘူးတယ်ဆိုတာသူ့အတွက်လည်းမစိုးလာပါဘူး။ဘာပဲဖြစ်ဖြစ်ကျွန်တော်တော့ကျေးဇူးတင်ပါတယ်။ PSV နဲ့ဒုတိယပွဲမှာသူသာဝင်မကန်ရင် Ethan Wanuri ကိုကျွန်တော်တို့ပွဲထုတ်ကမှာမတော်တဆတစ်ခုခုဖြစ်သွားတာပဲဖြစ်ဖြစ်ပွဲပန်းတာပဲဖြစ်ဖြစ်သိပြီးတော့အဆင်မပြေဘူး။ဒီတော့ Starlin ရှိနေခြင်းကလည်းအနည်းနဲ့အများတော့အလုပ်ဖြစ်ပါသေးတယ်။နောက်တစ်ချက်ကတော့သူ့ရဲ့စိတ်နေစိတ်ထားပေါ့လေ။သူပြောတဲ့စကားတွေအရာသူတော်တော်လေးကိုအသင်းမှာကစားခြင်းနေပုံရပါတယ်။ကြိုးလဲကြိုးစားနေတယ်အခွင့်အရေးကိုစောင့်မယ်ဆိုပြီးတော့လည်းပြောတယ်။ ူကသာအလိုပြောနေတာကျွန်တော်တို့ကဒီယာဒီမှာကစားစရာပွဲရလဲသိပြီးမြင်များဆဆမကြံတော့ဘူးဆိုတော့သူ့အနေနဲ့လဲကျွန်တော်တို့မြင်ရလားနောက်ထပ်မိနစ်200မိနစ်300အဲ့လောက်အတိုင်းအတာပမာဏနဲ့ပဲစတာလင်နဲ့ကျွန်တော်တို့နဲ့လဲပတ်သက်စရာရှိတော့တာဒီတော့ရည်စရာကောင်းတဲ့ပလေယာတယောက်ကျွန်တော်တို့အသင်းကိုရောက်လာတယ်လို့ပဲသဘောထားပြီးတော့စတာလင်ကိုမြစ်တာလေးဆက်ထားလိုက်တာကောင်းပါတယ်ကျွန်တော်အရင်ဒီပုဂ္ဂိုလ်ကိုမြစ်တာထားဖို့စူးစမ်းရတဲ့ညီလေးကတော့ တပွဲကြည့်ပြီးရနဲ့သူစကားသူပြန်ရုပ်သိမ်းလိုက်ကြတယ်အဲ့တော့ကျွန်တော်လဲပြောတာပြောရတာတခါတလေတော့သူ့ကိုကြည့်နေရတာကိုစိတ်ပြက်တယ်စိတ်ပြက်တာများလာတော့ရီးပါရီးချင်းလာတာပါလို့သမ ्या မဖြစ်တော့တာကိုကြည့်ရတာစိတ်လည်းမကောင်းဘူးဒါပေမဲ့သူ့မှာလဲကစားဟန်လေးတစ်ခုရှိတယ်တောင်ပန်ကစားသမားကအလို့ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေတောင်ပန်ဆန်းဆန်းကစားတဲ့အတွက်ကြောင့်တစ်ဖက်အသင်းနောက်ခံလူတွေကတော့စတာလင်ဘောလုံးဆွဲပြီးတော့ပြိုင်ဘက် အသင်ဂိုးပေါက်ကိုဥတီလိုက်ပြီဆိုလို့ရှင်အနေနဲ့အများတော့အာယုံထားရတာပဲနောက်မှသူ့ဘာသာသူချော်ပြီးတင်တာတွေအဝေးကလှမ်းကမ်းရဲ့လူထိထွက်တာတွေမတက်ရက်နေတဲ့ပြိုင်ဘက်ပလေးယာရဲ့တဲ့တဲ့ကိုမှသွားပြီးဘောလုံးအစထုတ်လို့ကို့ဘောလုံးကသူ့ဘောလုံးဖြစ်သွားတာတွေအများကြီးပါပဲဒါပေမဲ့လည်းကို့ဂိုးပိုက်ထဲကိုဘောလုံးကြီးဆွဲသွားပြီးတော့အုံကိုသွင်းမဲ့လူမဟုတ်ဘူးဆိုတော့လေအခုလိုမျိုးအရန်ကြက်တဲနေတဲ့အခြေအနေမှာ one of the options အဖြစ်ပဲ လက်ခံထားရတာပေါ့လေလက်မခံလို့လည်းချားနီလန်းလည်းမရှိတော့ပါဘူးစိတ်ပြက်စရာကောင်းတဲ့ player ဖြစ်နေတော့ညာလဲလက်ခံထားရုံကလွဲပြီးတော့ချားနီလန်းလည်းသိမရှိဘူးဆိုတော့ Starling ကိုတီးခံပြီးတော့ယာတီကုန်တီဆက်ကြည့်တာကကျွန်တော်တို့အတွက်စိတ်သက်သာရအရာဆုံးနီလန်းဖြစ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့ဒီ player စီကကျွန်တော်တို့လိုချင်တာတွေကများများဆဆမရှိပါဘူးရသလောက်လေးဝင်ကစားပေးမယ်တစ်ဖက်အသင်းနောက်ခံလူတွေကိုသူတက်နိုင်သလောက်သူ့မှာအစွမ်းရှိသလောက်ရသလောက်ဒုက္ခပေးမယ် ။တခါတလေတော့လည်းမနေရလို့မျိုး assist တွေလုံနိုင်နေအဲ့ဒီလိုအခြေအနေမျိုးကိုမျှော်လင့်တာပေါ့လေ။ဂိုးတော့ထက်မပြောတော့ပါဘူး။သူကာရာဘောင်းမှာထင်းတယ်ကိုတကူသွင်းတယ်ကိုပေါပြောက်လို့ပန်နတီပေးကန်တာကိုအသုံးမချနိုင်တဲ့အထွက်ကြောင့်အခုချိန်ထိသူ့ရဲ့ကိုသွင်း record မှာတကူပဲရှိပါသေးတယ်အဲ့ဒီလို player ဖြစ်နေပေမဲ့လည်းလက်ရှိကျွန်တော်အသင်းရဲ့ squad မှာကဘာမှသုံးမရတဲ့လူဖြစ်တဲ့အတွက်ကြောင့် မရှိသုံးဆိုတဲ့အဆင့်ထက်နည်းနည်းလေးတော့ပိုတယ်အဲ့ဒီအခြေအနေနဲ့စတာလင်ကအသင်းအတွက်တော့အလုပ်ကောင်းကောင်းလုပ်ပေးနေရုံပဲပေါ့လေဒီတော့ပြန်ကောက်လို့ရှိရင်ကျွန်တော်တို့တွေစိန်းဆိုရင်းနဲ့ပဲယာတီလဲကုန်တော့မယ်ပလေယာတွေကိုကျွန်တော်တို့ပြောတဲ့ဆိုတဲ့ဆိုပေမဲ့လည်းတကယ်တမ်းတန်ရအနာတရဖြစ်သွားတဲ့အခါကျွန်တော်တို့စိတ်မကောင်းဖြစ်ရတယ်ဒီတော့ယာတီလဲတိတ်မကြမ်းတော့ဘူးပွဲလဲတော်တော်နည်းနေပြီဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ထဲမှာဘလို့ခံစားရသည်ဖြစ်စေ ကျွန်တော်တို့ Starling ကိုအောင်အီးသီးခံပြီးတော့အရန်လူအရန် player တယောက်အဖြစ်ဆက်လက်အားပေးလိုက်ကြရအောင်။တေချာပေါက်ပေါက်ပြရတွေတော့လုံအောင်ပါပဲ။ဒါပေမဲ့လည်းအဲ့လိုဂျာတွေကနေဂိုးလေးတကိုးတလေးများထွက်လာမလား assist လေးတွေများထပ်ပြီးထွက်လာမလားဆိုတာကိုကျွန်တော်တို့မျှော်လင့်ကြရအောင်။ဒါကအကောင်းမြင်တဲ့ video လည်းမဟုတ်ပါဘူး။သို့တော့ဒီနီလန်းကလွယ်ရင်တခြားဘယ်နီလန်းမှမရှိတော့ဘူးလို့ယူဆတဲ့အတွက်ကြောင့်နောက်တစ်ခုကတော့ဒီယာတီတစ်ချက်လုံးမှာကိုလူတွေ အာစနယ်သင်းအားပေးတဲ့ကျွန်တော်တို့ပရိသတ်တွေလည်းစိတ်ပင်ပန်းထားတဲ့အရာတွေတော်တော်များပြီးဖြစ်တဲ့အတွက်ကြောင့်ဟာသလိုပဲသဘောထားပြီးဖြစ်ဖြစ်ဆက်လက်အားပေးလိုက်ကြအောင်ကျွန်တော်တို့အသင်းကငှားလာကစားပေးနေတဲ့ player ကိုကျွန်တော်တို့ကောင်းကောင်းလေးဆက်ဆံပေးပြီးတော့ကောင်းကောင်းလေးအားပေးလိုက်ကြအောင်ဒါကဆဲဆူနေရတာထက်တော့အဆင်ပိုပြေပါလိမ့်မယ်ကျွန်တော်တို့တရားဒီတရားဒီလုံးဝအောင်ဆဲခဲ့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့အငှားနဲ့လာကစားပေးနေတဲ့သခင်ကြီးစတာလင်ကိုဖို့တော်ရှိမဟုတ်တော်ရှိဝန်းရံပေးလိုက်ကြရအောင်ပါ ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။